ဒီနေ့ဘာအကြောင်းအရာလေးကိုကျွန်မအာစဉ်းစားခြင်းတလဲအဲပြောခြင်းတလဲဆိုတော့နားမလဲတော့လဲယုံကြည်ပါ ပြောကြည့်ပါဦးနားမလဲတော့လဲယုံကြည်ပါ ကျွန်တော်တို့အခုက AI ခေတ်နော် AI နဲ့ ChatGPT နဲ့ ဟာတခါတည်းပါလေ Google နဲ့ Google တော့နည်းနည်းနောက်ကျသွားပြီချက် GPT ကိုမေးလိုက်ရင် तू က summary တွေနဲ့ပြောပြတာဆိုပဲ information ကအရန်ကိုလွယ်နေပြီအခုကလေသိချင်းတယ်တခုခုဆိုသိချင်းတယ်ငါပါဖြစ်လို့လက်ကလေးကြိုက်နေတာလေအသိချင်းလာပြီဖះကိုလက်မခိုက်ဘူးလို့ယုံမဲ့အစားဘာကြောင့်လက်ကြိုက်တာလဲဆိုတာ AI ကို မေးလိုက်လို့ရတယ်ချက် GPT ကိုမေးလိုက်ရင် तू က Google မှာတွေ့တဲ့အရာတွေအားလုံးကိုအချင်းချုံးပြီးတော့မှကိုကိုတခါတည်းအနစ်ချုပ်ပေါ်ပြ ပေးမဲ့ပေးမဲ့အရာလေးရှိလာပြီဆိုတော့အာလူတွေကတည်င်းမချို့တဲ့တော့တည်င်းကအရှံပဲဖြစ်နေပြီသိဖို့အသိပညာကြီးเนาะမန္တန်မာတာနောက်မှနောက်မှပေါ့အဲ့လိုအချိန်ကာလမှာတခုခုဆိုသိခြင်းနဲ့ဒါပေမဲ့ယုံကြည်ခြင်းနဲ့သိသိခြင်းတည်င်းနဲ့ဘာမှမဆိုင်ဘူးယုံကြည်ခြင်းဆိုတာကိုဘဒုကိုယုံတာလေ ဘယ်လိုပုပ်ကိုတော်မြတ်ကိုယုံနေတာလဲဂတိတည်တဲ့အရှင်ကိုယုံနေတာဖြစ်တယ်။အမြဲတမ်းတစ္ဆာရှိပြီးတတ်နိုင်တဲ့အရှင်ကိုယုံနေတာဖြစ်တယ်။ဆိုတော့ယုံကြည်ခြင်းဆိုတာသိခြင်းနဲ့မဆိုင်ဘူး။ကိုယ်နှလုံးသားထဲကမမြင်ရသေးတော်လဲနားမလဲတော်လဲအကျွမ်းမဲ့ရရှိပြီလို့စိတ်ချနေခြင်းဖြစ်တယ်။ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းမတူဘူး။ယေရှုပြန်လာမယ်ဆိုတာတို့တွေမျှော်လင့်တယ်။ယေရှုပြန်လာဖို့အတွက်မျှော်လင့်တဲ့အတွက်မျှော်လင့်ခြင်းရှိတဲ့အသက်တာ။ ို့မှာမျောလင့်ခြင်းရှိတယ်ဆိုရင်လက်လေးမြောက်ပြီးဟာလေလုယာလို့ပြောပါအောင်အယံကိုမင်္ဂလာရှိတယ်မျောလင့်ခြင်းရှိတယ်အသက်တာသိကောင်းတယ်ဒါပေမဲ့မျောလင့်ခြင်းတစ်ခုတည်းနဲ့မလောက်ဘူးယုံကြည်ခြင်းရှိမှဖရားစိတ်တော်နဲ့တွေ့တာယုံကြည်ခြင်းဆိုတာအဲ့ဒီမျောလင့်ထားတဲ့အရာကိုမျက်မှောက်ပြုခြင်းမမြင်ရသေးတဲ့အရာကိုသိမှတ်ဆွဲလန်းခြင်းယေရှုကိုမမြင်ရသေးဘူးမျက်နှာချင်းဆိုင် ဒါပေမဲ့ယေရှုကိုအခုအချိန်မှကလေးကတိမတ်ဆွဲလန်းနေတာငါအရှင်ဖြစ်တယ်ငါသခင်ဖြစ်တယ်ငါရဲ့ကယ်တင်ရှင်ဖြစ်တယ်ငါရဲ့အချစ်ဖြစ်တယ်ငါရဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်ငါရဲ့အစွမ်းခွန်အားဖြစ်တယ်ဟာလေလုယာကိုရန်အားနေနေတဲ့အခါမှာယေရှုကကိုရဲ့အစွမ်းခွန်အားပါအဲ့တော့အဲ့ဒါကိုယုံပြီးတော့မှအဲ့ဒါကိုဆွဲလန်းပြီးအသက်ရှင်တဲ့အခါမှာအာဗြဟံကသာသမီတယောက်မှမရသေးဘူး အဖိုးကြီးလည်းဖြစ်လာအသက်လည်းကြီးလာပြီဒါပေမဲ့ဖခင်ကသူ့ကိုအမျိုးအဆွေမျိုးကြီးဖြစ်စေမယ်လူမျိုးကြီးဖြစ်စေမယ်ဆိုတာအကျုံးမဲ့ယုံတဲ့အတွက်ဖခင်သွားခိုင်းတဲ့နေရာတိုင်းကိုသွားတယ်ဖခင်ထိုင်ဆိုထိုင်တယ်အကျုံးမဲ့ယုံကြည်တဲ့အတွက်အကျုံးမဲ့နာခံခြင်းလိုက်လာတယ်ဒီနေ့ယောသအကြောင်းလေးကိုကြည်ကျင်တယ်ယောသရဲ့အသက်တာဖခင်များနေ့ဖြစ်တဲ့အခါမှာယောသရဲ့အသက်တာဘလောက်ထိသူနားမလဲတဲ့အရာတွေအများကြီး ဒါပေမဲ့သူ့မှာနာခံရတယ်။ဘာဖြစ်လို့လဲဆိုတော့ယုံကြည်လို့နာခံခြင်းကလိုက်နေပြီးသားဖြစ်နေတယ်။ကျမတို့ရှင်မတ်တဲခရစ်ဝင်ခန်းကြီးတစ်အာအာအပိုင်ငယ်တချို့ကိုအတူတူဖတ်ရအောင်လို့နှုတ်ဘတ်တော်ကိုမျက်နှိုးတဲ့အနေနဲ့အတူတူမတ်တက်ရက်ပြီးတော့မှဖတ်ဖို့အတွက်ဖိတ်ခေါ်ခြင်းနဲ့ အာရှင်မတ်တဲ့ခန်းကြီးတအငယ်၁၈ကနေ၂၁တိဥစွာဖတ်မယ်နော်ယေရှုခရစ်ဒီဖွားမြင်ခြင်းကိုခံတော်မူသောအကြောင်းအရာဟုမူကားမေရောမာရီဒီယောသတ်နှင့် ထိမ်းမြားဆောင်နေ၍မရှက်တင်မီတွင်တန်ရှင်တော်ဝိညာဉ်တော်ကြောင့်ဗတိတတေဆွဲနေ၏သူ၏ခင်ပွန်းယောသတ်သည်သူတော်ကောင်းဖြစ်၍မာရီအသရေကိုမပြတ်စေခြင်းသောကြောင့်တိတ်ဆိတ်စွာစွန့်ပယ်မီဟုအကြံရှိ၏ ထို့သို့ကြံစီ၍နေစဉ်တွင်အိမ်မက်ကိုမြင်ရသည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍ဒါဝိအမျိုးယောသတ်သည်ဤခင်ပွန်းမာရိကို ထိမ့်သိမ်းရမီအခွင့်ကိုမစိုးရင်နှင့်ဤပဒိတတေတီတန်ရှင်တော်ဝိညာဉ်တော်ကြောင့်ဖြစ်၏။သားယောက်ျားကိုဖွားမြင်လိမ့်မည်။ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်မဲ့ရမည်ဟု ကောင်းကင်တမန်ဆို၏။ ကြားထဲအောင်ကြော်လိုက်မယ်အငယ်24ကိုဆက်ပြီးတော့မှအာကြည့်ရအောင်လို့24နဲ့25ယောသတ်သည် အိပ်ပျော်ရာမှနိုးလင်ထာဝရဘုရား၏ကောင်းကင်တမန်မှားထားသည့်အတိုင်းပြု၍မိမိခင်မွန်းကို ထိမ့်သိမ့်လေ၏သို့တော်လည်းတာဥကို မဖွားမိတိုင်အောင်တန်ဝါသမပြုဘဲနေ၏ထိုသားကိုလည်းယေရှုဟုသောအမည်ဖြင့်မဲ့လေ၏နှုတ်ဘတော်ကောင်းကြီးနဲ့ပြေပါစေပြန်ထိုင်ရအောင်လို့ဒီမှာယောသတ်အကြောင်းလေးတွေ့ရတယ် မာရီအကြောင်းကိုလည်းတွေ့ရတယ်မာရီကိုတော့ကျွန်တော်တို့မကြမကြကြားပြီးသားမာရီကဒီအချိန်မှာကောင်းကင်တမန်သူ့ကိုယေရှုကိုဝမ်းလွယ်ဖို့သူ့ရဲ့ဝမ်းကိုလာငားတယ်အပြိုကညာစစ်စစ်ဖြစ်တယ်သူ့ရဲ့ဝမ်းကိုလာငားတဲ့အခါမှာမာရီကအပြိုစစ်စစ်ဒါပေမဲ့ယုဒထုံးစံအရာသူထိမ်းမြဖို့ရှိတယ်ဆိုရင်ဆဲကျော်တက်ကလေးကနော်အာသူတို့ထိမ်းမြခြင်းအမှုကိုပြုတယ်အရင်ဆုံးစစ်ဆက်တာပေါ့ အခုခေတ်စကားနဲ့နားလည်ဖို့ဆိုစိတ်ဆက်တယ်အတူမနေရသေးဘူးအဲ့စိတ်ဆက်တာနဲ့လက်ထက်တာကြားထဲမှာလှပေါင်းများစွာခြားတာလည်းဖြစ်နိုင်တယ်နစ်နဲ့ချီပြီးခြားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့အတူမနေဘူးအတူမအိပ်ဘူးဒါပေမဲ့အဲ့ဒါဟိုဟိုစိတ်မချလို့စိတ်ဆက်တာမဟုတ်တကယ်ပဲလက်ထက်မှာလက်ထက်မှာဒါပေမဲ့အခုခေတ်အခြေအနေနဲ့နားလည်ဖို့ဆိုစိတ်ဆက်ထားတာပေါ့ ဒါပေမဲ့အခုခေတ်အချိန်နေစိတ်ဆက်တာနဲ့နည်းနည်းမတူတာကတခါလေစိတ်မချလို့စိတ်ဆက်ကြတာဟုတ်တယ်နော်စိတ်မချလို့တော့ကြာသူနောက်တယောက်ရှာသွားမှဆိုလို့ဆိုပြီးအဲ့လိုတဘောမဟုတ်တေချာပေါက်တီတယောက်နဲ့ပဲလက်ထမ်းမှာတေချာလဲစိတ်ချတယ်ဆိုတော့အဲ့ဒီယူဒထုံးစံအရာဒီလိုစီစဉ်ထားတယ်ဆိုတော့မာရိကယောတတ်နဲ့ထိမ်းမြဆောင်နှင်းဖို့ အားလုံးမိဘတွေလည်းတဘောတူပြီးသားအားလုံးစီစဉ်ပြီးသားအချိန်တန်တဲ့အခါမှာထိမ်းများဆောင်နှင်းဖို့ရှိတယ်အခုကဒါလည်းထိမ်းများတဲ့ပထမအပိုင်းပေါ့နော်ပထမအပိုင်းဒါပေမဲ့အတူမအိပ်ရသေးဘူးအတူမနေရသေးဘူးအဲ့ဒီအချိန်မှာဖယားကယုံကြည်ခြင်းရှိတဲ့မာရိကိုသွားတွေ့တယ်တကယ်ပဲဖယားကိုကြည်နာအောင်အသက်ရှင်နေတဲ့မာရိကိုတွေ့တယ်တွေ့တဲ့အခါမှာဗာပြောလဲမာရိရဲ့ဝမ်းကိုခဏငားခြင်းတယ်ခဏငားပြီးတော့မှဖယားအကြံစီပြည့်စုံအောင် အသုံးပြုမယ်လို့ကောင်းကင်တမန်ကမာရိကိုလာပြောတယ်။မာရိကိုတော့ကျမတို့သိပြီးသွားပြီ။ယုံကြည်ခြင်းနဲ့သူတုံ့ပြန်တယ်။ဒါပေမဲ့ကျမ်းစာထဲမှာမာရိကဖခင်ရဲ့စကားကို ကြားပြီးတာနဲ့သူ့ရဲ့ခင်ပွန်းလောင်းမကြားခင်သူနဲ့လက်ထက်မဲ့ရောသက်စီပြေးတယ်လို့တခါမှမပြောထားဘူး။မာရိအကျုံးမဲ့ယုံကြည်ကိုးစားတာဖခင်ဖြစ်တယ်။ကိုယ့်ရဲ့လောက်ရက်ကကိုဘဒုကိုယုံတယ်လေ၊ဘာကိုယုံတယ်လေဆိုတာတက်တည်ပြနေတယ်။ မာရိပြေးတာကသူ့ကိုအကောင်းကင်သမန်လာပြောတဲ့အထဲမှာသူ့ရဲ့ cousin ကလည်းပဲအာဘတ်တစ္စန်ဆရာယောဟန်ကိုဝမ်းလွယ်တာ၅လကျော်ပြီ၆လအဝင်ထဲမှာရောက်နေပြီဆိုတော့အသူတော်မှအသက်ကြီးတဲ့အခါမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာဖြစ်လာတယ်အဲ့တော့ကောင်းကင်သမန်လည်းထွက်သွားကိုမာရိဘာလုပ်လဲအဲ့ဒီအော်သူ့ရဲ့ဝမ်းကွဲအမစီသူပြေးတော့တာပဲအဲ့ဒီပြေးတယ်ပြေးပြီးအဲ့နေရာမှာ၃လနေဆိုတော့ယောတက်ကဘယ်လိုလုပ်သိတာ မာရီသူ့ကိုပြောပြတဲ့ဟာမပြောထားဘူးကြည်ရတာအဲ့ဒီ၃လနေပြန်လာခါစင်စီမှာသွားပြီးတော့မှယုံကြည်ခြင်းပြုစုတာယုံကြည်ခြင်းပြုစုဖို့လိုတယ်ယုံကြည်ခြင်းတည်ဆောက်ဖို့လိုတယ်ဖခင်ရဲ့စကားရောက်လာပြီးဖခင်ရဲ့အကြံစီတော်ရောက်လာပြီးဒါပေမဲ့မာရီနားမလဲတာတွေအများကြီးပဲအဲ့တော့ယုံပြီးတော့မှသူ့ရဲ့ခါစင်စီသွားလိုက်တယ်ဟိုမှာ၃လလုံးနေတယ်ယုံကြည်ခြင်းပြုစုတယ်ပြန်လာတယ်မာရီသူ့သူ့ရဲ့ခင်ပွန်းလောင်းယောသက်ကိုမပြောပြသေးဘူးယောသက်ကဘယ်လိုလုပ်သိတာ မာရီမှာကလေးအရလာပြီဆိုတာကိုဝင်ရှိဘူးတဲ့သူတွေသိတယ်နော်ဖုံးထားလို့မရလက္ခဏာတွေပြလာတယ်ဟုတ်လားယေလက္ခဏာတွေပြလာတယ်အော်ဆိုအန်ချင်တာမှစပြီးတော့မှခန္ဓာကိုအဲ့လိုကြည့်ပြီးတော့မှယောသက်ကတည်သွားပုံရတယ်မာရီပြောလို့မဟုတ်ဘူးမာရီကအေးကိုကိုယောသက်ရေမာရီကငယ်တယ်ယောသက်ကတော့ကြီးတယ်လေဟိုတော့အတက်လေးတော်တော်ကွာတယ်လို့တော့နားလည်ရတယ် ်မာရိယဆက်ကျော်တက်ပဲရှိသေးတယ်လူငယ်တွေဒီနေ့ကိုယ့်ရဲ့ငယ်ရွယ်တဲ့အသက်တာဘုရားကိုပေးပါဘုရားကိုဆက်ကဘုရားသခင်ကျွန်တော်အသက်တာကျွန်မအသက်တာဘယ်ကံတော့သုံးချင်တယ်ကိုရောအတွက်ပဲအကုန်လုံးသုံးပါလို့အတ်ထားရင်ဘုရားကသုံးပါဖြစ်တယ်ငါတို့တော့ငယ်သေးတယ်ပျော်ကျင်သေးတယ်လောကနဲ့ပြည့်ကျင်သေးတယ်လောကစုံစမ်းခြင်းတွေနောက်ခဏလိုက်လိုက်အောင်မယ်နောက်နည်းနည်းကြီးတော့မှပြန်လာမယ်ဆိုလို့ရှင်ကိုယ့်ရဲ့အကောင်းဆုံးအချိန်ကိုဘုရားသခင်အသုံးပြုကျင်တော်လဲအလွဲခံလိုက်ရတာဖြစ်လိမ့်မယ် ဒီနေ့မာရိကဲ့သို့သောလူငယ်များစွာပေါ်ပေါက်ဖို့ဘုရားသခင်မာစာကောင်းကြီးပေးပါစေလို့ဒီမှာဟာကိုကိုရော့တက်ရဲ့မုတ်ကျမမခွန်းနေတော့ဒါဖယားပေးတဲ့ကလေးဖယားကိုတိုင်ကျမပိုက်ကိုလာငါလာပြောတဲ့ဟာစံစာထဲမှာတခါပြောထားဆိုမာရီရဲ့လုံးဝယာနုံးပြစ်ကိုးစားခြင်းဟာဖယားဖြစ်နေတယ်။ဖယားစီကလာတဲ့အရာဖယားတာဝန်ယူသွားမှာဖြစ်တယ်။အဲ့တော့ယောတက်ကကြီးတဲ့ကယောတက်ကသူတော်ကောင်းတဲ့။အဲ့လိုပြောလိုက်လို့ယောကယောတက်မှာအပြစ်မရှိဘူးလို့ပြောတာမဟုတ်ဘူး။ ယောဒကသူသိသမျှတတ်သမျှဖရားအလိုတော်ကိုစောင်းပြီးဖရားရဲ့လမ်းတော်ကိုလျှောက်ပြီးအသက်ရှင်နေသူဖြစ်တယ်။ဟာလေလုယာအာမင်ပြည့်စုံတဲ့သူတယောက်မှမရှိဘူး။ဒါပေမဲ့ယောဒသူသိသလောက်သူဖရားကိုအာကျေနပ်အောင်သူအသက်ရှင်တယ်။သူတော်ကောင်းဖြစ်တယ်။အဲ့တော့ तू ကမာရိကိုလေတိတ်တိတ်လေးစွန့်ဖို့ကြံတယ်။အဲ့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 ဒါလေးနည်းနည်းပြောပြခြင်းတယ်။ဘလို့အသိပဲလဲဆိုတော့ယောဒရဲ့ခံစားချက်ကိုခံစားကြည့်နော်။သူ့ကိုဖရားမပြောသေးဘူး။ तू မ तू ဘာမှဖရားစီရမကြသေးဘူး။ သူလက်ထက်မဲ့အမျိုးသမီးသူ့ရဲ့အာချစ်သူသူ့မှာတခါတည်းစိတ်ကူးရင်ပြီးစောင့်လိုက်ရတာအခုကြတော့တားရှိနေပြီကလေးရှိနေပြီဘလို့ခံစားမလဲဟေးအမျိုးသားတွေခံစားကြည့်ပေါ့နော်ဟာအာပြညတ်တော်ကဘလို့အခွင့်ပေးထားလေဆိုတော့ဒီလိုလက်မထက်ပဲနဲ့အာကလေးရတယ်ဆိုလို့ရှိရင်သူ့ကိုစီရင်လို့ရတယ်ကြောက်ခဲနဲ့ပြတ်တက်တဲ့အထိစီရင်လို့ရတယ် ဒါပေမဲ့ယောတက်ကအဲ့ဒါကိုမလုပ်ဘယ်ပြညတ်ကမှလေဖယားသခင်ကတရားစီရင်ဖို့ပေးထားတာမဟုတ်ဖယားကိုတည်ဖို့ပေးထားတာ hallelujah အဲ့ဒါကိုယောတက်ကနားလေသွားတယ်ဖယားကပြညတ်ကိုပေးထားတာသူ့စီကိုလာဖို့ပြညတ်အားကိုးဖို့မဟုတ်ဘူးပြညတ်အဖြစ်စီရင်ဖို့မဟုတ်ဘူးဂယုနာကြွယ်ဝတယ်ဖယားဖြစ်တယ်ဒါကြောင့်ယောတက်ကအပြစ်စီရင်ခြင်းတဲ့ဂယုနာကိုပြဖို့သူရွေးချယ်တယ် တိတ်တိတ်ကလေးဟာမာရီလည်းသူ့လမ်းသူသွားပါစေကွယ်ငါလည်းအရန်တော့ကြေကွဲတယ်အရန်ခံစားရတယ်ဒါပေမဲ့သူ့ရဲ့အသက်တာအာဆုံးရှုံးတော့ငါမလုပ်ချင်ပါဘူးငါဂယုနာပြလိုက်မယ်ငါခြေဆုပြလိုက်မယ်ဂယုနာခြေဆုနဲ့ကြွယ်ဝတဲ့အတ္တဖြစ်ပါစေယုံကြည်ခြင်းရှိတဲ့အတ္တဟာဂယုနာရှိတဲ့အတ္တဖြစ်တယ်ခြေဆုကြွယ်ဝဒါကြောင့် तू ကပြည့်ညတ်တော်အချိန်မှာရှိပေမဲ့ဖခါရဲ့သဘောတဘာဝကို तू နားလေတယ် ဖခင်ကအပြစ်စီရင်ခြင်းတဲ့ဂယုနာကိုတာ၍ကျွဲဝါတယ်ဖခင်ဖြစ်တယ်။အကျွဲဝါဆိုတာပြချင်တဲ့ဖခင်ဖြစ်တယ်။အဲ့တော့ယောတက်ကဒီလိုကြံစီတယ်။အဲ့ဒီတော့မှသူ့ရဲ့ action တွေကသူ့ဘာကိုယုံတယ်လဲဆိုတာပြတယ်။သင်လုပ်နေတဲ့အရာကသင်ဘာကိုယုံတယ်လဲဆိုတာပြတယ်။အဲ့တော့ယောတက်ကဘာလုပ်လဲ။ तू တိတ်တိတ်လေးထွက်သွားမလို့သူခံစားရမှာပဲသူကြည်ကွဲရမှာပဲသူနှမျောမှာပဲသူဘာဖြစ်လို့တခြားသူတွေမဖြစ်ပဲနဲ့ငါကြမ်းမှလာဖြစ်မှာလေခံစားရလားတခါတလေ ခါလေတချို့အရာတွေကိုနားမလဲဘူးကိုဘိုးကမှာဟိုသူတို့တွေအတ္တအစဉ်ပြေလိုက်တာငါ့ကြမ်းမှာဘလို့ဖြစ်တာလဲဒါပေမဲ့အဲ့ဒီညမှာဖယားသခင်ကနားမလဲတော့လဲယုံကြည်တတ်တဲ့သူတွေကိုစကားပြောတဲ့ဖယားဖြစ်တယ်လမ်းပြတဲ့ဖယားဖြစ်တယ်အဲ့ဒီညမှာယောသတ်အိမ်မက်မတယ်စိတ်မပူနဲ့နင်းရဲ့အခုခင်မောလောင်းမာရီကိုနင်းကြည့်ရှုထိမ့်သိမ့်ရမှာ ဖះကဘလို့တာဝန်ပေးလဲထိမ့်သိမ့်ဖို့ပြောပါအောင်ထိမ့်သိမ့်ဖို့တာဝန်ပေးတယ်ကျမအဲ့ဒီဂျမ်းပိုက်ကလေးကိုနည်းနည်းလေးကြည့်ကျင်တယ်မိမိခင်မုန်းကိုထိမ့်သိမ့်အာလေဤတဲ့အဲ့အဲ့အဲ့ရှေ့အရှေ့နားလေးမှာနော်အရှေ့မှာအိမ်မက်ထဲမှာပြောတဲ့အရာအာခန်းကြီးတစ်အငယ်20 23လောက်မှာဖြစ်မယ်ထင်တယ်နော်ဒုတိယ slide လေးအင်းတင်ဤခင်မုန်းမာရီကို 听的呀，咪看我们所有呢，伢那些嘛，喏，嘛在等那些嘛。过去我听的啊，看我们所有呢，哎嘞，滴滴不得的呢个，但新老文人老讲别的，马瑞啊，比如讲人家说说别的，怕伢个人都要玩我，看那伢来着。怕伢在那路那看那伢子呢，怕伢在那过看那伢子呢，怕伢在那过看那伢子呢，怕伢在哎啊阿达达屋看那伢子呢，怕伢在车过看那伢子呢，都背差来看那个，都阿路伢个别的。 哈利路亚！哎呦，哎呦，朋友啊，要得鼓表嘞。你看嘛，我天天也买，看我们所有人喏，天天不买它。哎呦，呃呃，小得刚刚是干哪场呢？耶稣嘛破面开一千天，阿都没内部马瑞呢，阿都没一部。天天只买我外表嘞，滴滴家家都难看嘞。说以都打问啊，都过朋友考他了，把路跑嘞，马瑞哥天天不。 ဒါကြောင့်ယေရှုဖွားမြင်ခြင်းမတိုင်ခင်အချိန်ထိဖွားမြင်ပြီးတဲ့နောက်ပိုင်းအချိန်ထိမာရိနဲ့ပေါင်းဖော်ခြင်းမရှိဘူးဆက်ဆံခြင်းမရှိဘူးအတူအိတ်ခြင်းမရှိဘူးထိမ့်သိမ့်ခြင်းအမှုကိုပဲပြုသွားတယ်။ဖခင်သူအကုန်လုံးနားမလဲဘူး။သူသူအိမ်မကဖခင်ကဒီအတိုင်းပဲပြောတယ်။အဲ့ဒီအတိုင်းပဲသူနာခံတယ်။အဲ့ဒီအတိုင်းပဲအဲ့တော့ဖခင်တကယ်ပထမအချိန်အိမ်မက်ပေးတယ်။အိမ်မက်တဲ့ချိန်ပေးလိုက်တယ်။ သူမာရီကိုထိန်းသိမ်းတယ်ဖခင်ပြုတဲ့အစပြုတဲ့အမှုကလေဖခင်အဆုံးသတ်တော်ဝင်ယူသွားတယ်ဟာလေလုယာအဲ့တော့အဲ့တော့ယောသကမာရီကိုထိန်းသိမ်းတယ်နောက်ဒုတိယအိမ်မက်လည်းယောသပဲရတယ်တတိယအချိန်အိမ်မက်လည်းယောသပဲရတယ်လေးချိန်တိတိဖခင်ကယောသကိုအိမ်မက်နဲ့လှုပ်ဆောင်စရာပြီးပြောသွားတယ်ဖခင်ပေးတဲ့ဟာဖခင်ပေးတဲ့ဖခင်သားပဲအကုန်လုံးအဆင်ပြေသွားမှာမဟုတ် မွေးမွေးဖွားပြီးတဲ့အခါမှာသူ့ကိုတတ်တတ်မဲ့သူရှိတယ်ဆိုတာသိလာတော့မာရိကိုဖခင်ကသူ့ရဲ့ဝမ်းငါပြီးတော့မှအာယေရှုကိုဝမ်းလွယ်ဖို့တာဝန်ပေးတယ်။ဒါပေမဲ့ကြံတဲ့ဥဆောင်ခြင်းအမှုတွေကိုဖခင်ဖြစ်လို့နာမည်ခေါ်ခံရမယ်နော်လူတွေနားလဲတဲ့နောက်တနည်းပြောမယ်ဆိုလို့ရှိရင်သူကထိမ့်သိမ့်ချင်းအမှုကိုပြုရတာနောက်တနည်းပြောနားလဲဆိုမွေးစားရမှာပေါ့ မွေးစားမှာเนาะအဲ့တော့သူ့ရဲ့အဖေအစ်စ်ကကောင်းကင်ဘုံရှင်အဖဖြစ်တယ်ယေရှုရဲ့သခင်ယေရှုရဲ့ဖခင်အစ်စ်အာမင်အဲ့တော့ယောသတ်ကလူတွေမသိတဲ့သူတွေအနေနဲ့လူအနေနဲ့အမိခံရမယ့်အခါမှာသူ့တာဝန်ဖြစ်တဲ့ထိမ့်သိမ့်ခြင်းအမှုကိုမပြတ်မကွက်ပြုလုပ်တယ်တင့်ကိုဘုရားသခင်ဘာတာဝန်နေပေးထားလဲမပြတ်မကွက် နာခံနိုင်အောင်ယုံကြည်နိုင်တဲ့ကိုဖြစ်ပါစေ။နောက်ပြီးတော့မှသခင်ယေရှုကိုဗိမာန်တော်မှာတွားပြီးစက္ကတ်တဲ့အခါမှာပရောဖက်ပြူတာလေမာရိကိုပဲပရောဖက်ပြူတယ်။ယောသတ်ကိုမပြူဘူး။ဘာဖြစ်လို့လဲ။ယောသတ်ကယေရှုအာအသက်30ပြည့်ပြီလို့အမှုတော်မြတ်မစခင်မှာဘုန်းတော်ဝင်စားတယ်လို့သိရတယ်။ဒါကြောင့်ယေရှုလက်လက်ဝါးကားတိုင်းမှာအသေးခံတဲ့အခါမှာလည်းပဲအာမှားသွားတာ။ မိခင်အတွက်မှာသွားတယ်ဖခင်ရှိတယ်ဆိုလို့ရှိရင်ယောသက်ကဆက်ပြီးကြည်မှာပေါ့ဒါပေမဲ့ယောသက်ကွယ်လွန်သွားပြီဘုံတော်ဝင်စားသွားပြီလို့နားလည်ရတယ်အဲ့အဲ့အဲ့ဒီတော့ပရောဖက်ပြုတဲ့အခါမှာမာရိအတွက်ပဲပြုတယ် မာရီတင့်နှလုံးသားကိုတန်လျက်နဲ့ခွန်းလိုက်မယ်မိခင်အတွက်ပဲပြောတယ်ဆိုတော့ယောသနားမလဲငါလဲထိမ့်သိမ့်ရမယ်တာဝန်ရှိတာပဲငါကြတော့မပြောဘူးဆိုတော့ယောသအသက်တာမှာ तू နားမလဲတာတွေအများကြီးရှိတော်လဲပဲ तू ဟာယုံကြည်ခြင်းရှိတော်သူဖြစ်တယ်ဒါကြောင့်ဖရာသခင်ကသူရဲ့အကြံစီပြည့်စုံဖို့ယေရှုဝမ်းလွယ်တဲ့မိခင်ကိုထိမ့်သိမ့်တဲ့သူအနေနဲ့ယောသကိုရွေးချယ်တယ်ကိုနေရာကိုကိုသိရအောင် တခါတလေကြာလို့ရှင်အာကိုဝမခံနိုင်တာဆမစ်မလုပ်နိုင်တာကိုနေရာကိုမသိလို့တချို့ကအာကိုခေါင်းဆောင်ကိုကိုဝမခံနိုင်ဘူးကိုသိန်းအုပ်ကိုကိုဝမခံနိုင်ဘူးမအမအနံ့နိုင်ဘူးဘာဖြစ်လို့လဲဟိုငါဘာလို့နားထောင်ရမှာလဲငါကဖရားအတန်ကြားပြီးသွားတဲ့သူပဲလို့ဒီလိုဒီလိုမဟုတ်ဘူးဖရားကိုအထက်မှာထားတဲ့ခေါင်းဆောင်ကိုအထက်မှာထားတဲ့သိန်းအုပ်တွေကိုတိ တိမှတ်ပါသူတို့အပေါ်မှာရှိတဲ့ဘိတ်သိက်ကိုနားလဲပါအဲ့ဒီတော့မှဖခင်ရဲ့ကောင်းကြီးမင်္ဂလာစီးဆင်းမှာဖြစ်တယ်ဝတ်မခံနိုင်တာမနာခံနိုင်တာရိုးရိုးလေးပဲယုံကြည်ခြင်းမရှိလို့နားလဲအောင်ရှင်းပြပါလားအဲ့ဒီတော့မှမဟုတ်ပါဘူးရောတတ်နားမလဲဘူးဒါပေမဲ့ तू သူနာခံတာဖြစ်တယ်သူယုံကြည်တာဖြစ်တယ်နားမလဲတော့လေယုံကြည်တဲ့အတ္တတာဖြစ်ပါစေကိုအတ္တတာမှာဘာကြောင့်ဒီအမှုရာတွေဖြစ်တာလဲငါတို့မိသားစုမှာဘာကြောင့်ဒါဖြစ်တာလဲတခါလေးနားမလဲဘူးမဟုတ်ဘူးလား ယုံကြည်ခြင်းရှိတဲ့အတ္တကနားလည်အောင်စောင့်တဲ့အတ္တမဟုတ်ဘူးနားမလည်တော့လဲယုံကြည်၍နာခံတော့အတ္တဖြစ်တယ်ဘုရားသခင်ကောင်းကြီးပေးပါစေလို့ကျွန်တော်တို့အတူတူကမတက်ရရအောင်အတူတူအချိန်မှာကျွန်တော်တို့ဆက်ပါမယ်လို့ယောသက်ကလူအနေနဲ့ကြည့်လို့ရှိရင်အသက်သိမ့်ရှည်ဘူးပေါ့နော်အာအတခင်ရှုအမှုတော်ထဲမှာမပါဝင်ခင်เนาะအိမ်ဖရားရဲ့အချင်း အမှုတော်အတွက်အစပြုဖို့အသက်30ဆိုတဲ့အချိန်မတိုင်ခင်အထိအိမ်မှာနေရတယ်အဲ့ဒီအချိန်တစ်ချိန်ချိန်မှာအာကွေးဆုံးပတ်သွားတယ်လို့နားလည်ရတယ်တမချန်းစာထဲမှာရောသက်အကြောင်းအများကြီးမပြောထားဘူးဒါပေမဲ့သင်ခန်းစာယူစရာတွေအများကြီးပဲတကယ်ကိုဖခင်ကောင်းဖြစ်တယ်တကယ်ကိုအိမ်ထောင်ဦးစီးကောင်းဖြစ်တယ်မာရီအားကိုရတဲ့ခင်ပွန်းကောင်းဖြစ်တယ်မာရီကိုထိမ့်သိမ့်အာဘာလို့ဖခင်သခင်ပြောတဲ့စကားကိုအပြည့်အဝ လှုပ်ဆောင်သွားတဲ့ဖခင်ဖြစ်တယ်။ပြီးတော့မှအမာရိအတွက်ခင်ပွန်းကောင်းဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ပြီးတော့မှယေရှုကိုကျွန်တော်တို့ဟိုအားလုံးသိတယ်။ဘာအလုပ်လုပ်လဲယေရှုကလက်သမား။ဘာဖြစ်လို့လဲရောသက်ကလက်သမား။ဆိုတော့မိသားစုကိုလှုပ်ကြွေးပြုစုတဲ့ခင်ပွန်းလည်းဖြစ်တယ်ဖခင်လည်းဖြစ်တယ်။ဖခင်ရဲ့တာဝန်ကမိသားစုကိုလှုပ်ကြွေးပြုစုရတာဖြစ်တယ်လို့ဆိုတော့ရောသက်အနေနဲ့ဟာငါက ဘာဖြစ်လို့ဒီတာဝန်ကိုယူရလဲတခါမှမညည်းသွားဘူးတခါမှအပြစ်မတင်ဘူး तू နားမလဲတဲ့အရာတွေအများကြီးရှိငါဘာဖြစ်လို့အဂုတုပီကိုပြေးရမှာဘာဖြစ်လို့ကလေးမွေးတဲ့နေရာမရှိရမှာလဲစတိဖြစ် तू နားမလဲစရာအခြေအနေတွေအများကြီးတခုမှမေးခွန်းမထုတ်ဘူးယုံကြည်ခြင်းနဲ့အသက်ရှင်နေ ုံကြည်ခြင်းရှိတဲ့သူဟာနားမလဲတော့လေယုံကြည်ခြင်းနဲ့ခြေလန်းလန်းရတဲ့အတ္တတာနာခံတဲ့အတ္တတာဖြစ်တယ်ခဏလေးဆုတောင်းစက္ကန့်ရအောင်ဘုရားသခင်ကိုတော့ယေရှုတင်တယ်ကိုရဲနှုတ်ကပတ်တော်အတွက်ယေရှုတင်တယ်ယောသအတ္တတာအတွက်ယေရှုတင်တယ်ကျွန်တော်တို့လိုက်နာစရာပုံသက်တွေဖြစ်စေသောကြောင့်ယေရှုတင်တယ်ကိုရောနားမလဲတော့လေယုံကြည်ခြင်းရှိသောအတ္တတာဖြစ်ဖို့ကျွန်တော်တို့အတ္တတာတွေကိုကိုရောတောင်းဆိုနေလို့ယေရှုတင်ပါတယ်တခါတလေဘဝအတ္တတာမှာကိုရောကိုယုံကြည်ပြီးလိုက်လျှောက်တော့ညာလဲပဲနားမလဲတဲ့အရာတွေအများကြီးဖြစ်ပါတယ် အဲ့ဒီအခါမှာဆက်ပြီးကိုရောကိုယုံတော့ကျွန်တော်တို့ဖြစ်စေပါယောသက်ကဲ့သို့ကိုရောအချင်းချင်းကိုရောကအိမ်မက်နဲ့လမ်းညွှန်မှုတွေပေးရတယ်ဘာကြောင့်လဲဆိုတော့ဘဝရဲ့အနှိမ့်အမြအသက်အကျဟိုအသားစီးတွေအမျိုးမျိုးကြော်ဖြတ်တဲ့အခါမှာနားမလဲစရာအခြေအနေတွေအများကြီးဖြစ်ပါတယ်ဒါပေမဲ့အဲ့အခြေအနေတိုင်းမှာကိုရောလမ်းပြနေတယ်ကိုရောမဆနေတယ်ကိုရောကိုယုံကြည်ခြင်းနဲ့ဆက်လက်ခြေလှမ်းလှမ်းတော့ကျွန်တော်တို့ဖြစ်စေပါယေရှုတော်ကိုချီးမွမ်းတဲ့အသက်တာတွေကိုအနန္တဲ့အခါမှာယေရှုခရစ်တော်ရဲ့နာမ၌ဆုတောင်းတဲ့အနန္တပါ၏အာမင်ကျွန်မဒါလေးဆုတောင်းပေးခြင်းတယ် ကိုနားလဲတဲ့အခါမှာဖះစကားနားထောင်ရအရန်လွယ်တယ်။ဒါပေမဲ့နားမလဲတဲ့အခါမှာကိုဖះစကားနားမလဲတော့လဲနားထောင်တာကယုံကြည်ခြင်းကိုပေါ်လွန်စေတာဖြစ်တယ်။ကိုယုံသလားမယုံဘူးလို့ဆိုဆိုတာအဲ့မှာပေါ်တယ်။ရောသက်ကိုကြည့်ပါဦး။မာရိကခန္ဓာကိုယ်ထဲမှာပြောင်းလဲမှုတွေဖြစ်နေတယ်။သူခံစားနေရတယ်။ဖះရဲ့ဂတိတော့ပြည့်စုံခြင်းနေနေ့ရက်တိုင်းလတိုင်းမှာသူခံစားနေရတယ်။ယောသတ်မမြင်ရဘူးယောသတ်မသိဘူးအဲ့ဒီအိမ်မက်လေးတံတန်နဲ့ပဲ သူဖះအောင်နားမလဲဘူး။ဘာဖြစ်လို့ကျွန်တော်ကိုမှရွေးတာလဲ။မာရိကို ထိမ့်သိမ့်ခြင်းအမှုကိုပဲပြုရမှာ။နောက်ပိုင်းမှာယေရှုဖွားမြင်ခြင်းကိုခံတော်မူပြီးနောက်ပိုင်းမှာ မာရိက သူ့ရဲ့ခင်ပွန်းဖြစ်လာတယ်။ဆိုလိုတာကအတူနေလို့ရတယ်။အတူအိတ်လို့ရတယ်။အတူခေစနီးခင်ပွန်းဆိုတဲ့အရာအတိုင်းနေသွားလို့ရတယ်။ဒီမတိုင်ခင်မရဘူး။ ဒါပေမဲ့တစ္ဆာရှိစွာနဲ့ तू နားမလည်နိုင်တော့လေအဲ့ဒီအခြေအနေကို ဖြတ်ကျော်တယ်။ကိုရောနားမလည်တဲ့အခြေအနေရှိလား။ဘုရားသခင်ဒီအမှုကိစ္စငါ့ဘာဖြစ်လို့ဖြစ်တာ။ဒီကိစ္စတွေငါတို့အိမ်မှာဘာလို့ဖြစ်တာ။ငါတို့ကြမှာဘာလို့ကြုံရတာလဲ။အဲ့ဒီအရာတွေအတွက်ဘုရားကိုယုံကြည်ပါလို့ပြောခြင်းတယ်။ဘုရားသခင်ကသာ၍ကြီးသော အမှု ကိုယ်တတမှာပြုဖို့ရှိတယ်ကိုမိသားစုမှာပြုဖို့ရှိတယ်တကယ်လို့ကိုနားမလဲစရာအခြေအနေတွေနဲ့ကြုံနေရတယ်ဘာဖြစ်လို့ငါတို့ဆွေမျိုးတွေမှာမှဒါမျိုးဖြစ်တာလဲလက်မြောက်ပြီးတော့မှဖရားကိုပြောရအောင်ဖရားသခင်ကိုရောကိုယုံတယ်ကိုရောကိုယုံတယ်အဲ့ဒီနားမလဲနိုင်တော့လဲကိုရောစကားကို အတန်တတန်နဲ့ကြားစေပါယုံပြီးကိုရောနောက်လိုက်မယ်ဟာလေလုယဖျာရှင်တိလက်တွေကိုကိုရောတွေ့ပါတယ်ကိုရောကိုယုံကြည်သောလက်များဖြစ်ပါတယ်ကိုရောကိုကိုးစားသောလက်များဖြစ်ပါတယ်နားမလဲတော်လဲကိုရောကိုယုံဖို့ရွေးချယ်ပါတယ်နားမလဲတော်လဲကိုရောစကားနာခံဖို့ရွေးချယ်ပါတယ်ကိုရောနားမလဲဘူးတခါတလေကြလို့ရှင်ခံစားရတယ်တခါလေကြရင်မေကွန်းထုံမိတယ်ဘာဖြစ်လို့များငါအတ္တတမှာဒါကြီးကြုံရတာငါကြမ်းမှဒီလိုဖြစ်ရတာလေကိုရောဒါပေမဲ့ဒီဟာတွေအားလုံးမမေးတော့ဘူးဒီနေ့ကိုရောကိုယုံတယ် ကိုတော်ကကြီးတော်အမှုကိုပြုနေတာဖြစ်တယ်ဘသူမှနားမလည်နိုင်နဲ့ဘသူမှမသိမမြင်နိုင်နဲ့ကြီးမားတဲ့အကျံစီနဲ့ကျွန်တော်အသက်တာကျွန်မအသက်တာမှာကိုတော်ပြုနေတာဖြစ်တယ်ကိုတော်ကိုယုံနေတော့ကိုတော်ကိုတော်ကိုစိတ်ချတယ်ကိုတော်ဒါကြောင့်မို့ကြီးစုတော်ကိုချီးမွမ်းလေကိုအသက်တာကိုအပ်ပါတယ် ခုချိန်မှာကျွန်မဘာလုပ်စေချင်လဲတို့ဖွင့်ပြီးဖျောက်ချီးမွမ်းစေချင်တယ်ဖခင်ကအဲ့ဒီနားမလည်နိုင်တော့လဲယုံကြည်ခြင်းနဲ့သာဆက်သွားအံ့ဩဖွယ်အမှုတွေကိုမြင်လာမှာဖြစ်တယ်ကိုအသက်တာကိုမိသားစုတကိုရဲ့လုပ်ငန်းခွင်ထဲမှာနမိတ်လက္ခဏာတွေဖခင်သခင်ပြုနေတာဖြစ်တယ်ယုံကြည်လိုက်ပါယောမ၈28အတိုင်းဖယားသခင်ကိုချစ်တဲ့သူဖယားရဲ့ကြံစီတိုင်းခေါ်တဲ့သူရဲ့အကျိုးအလုံးကခတ်သိမ်းတော့ရာကတညီတညွတ်တဲ့ပြုစုတယ်ဆိုတာကိုအခုပြောနေတဲ့နားမလဲတဲ့ အခြေအနေကမှပြည့်စုံလာမှာဖြစ်တယ်။အဲ့အတွက်နှုတ်တွေဖွင့်ပြီးချီးမွမ်းစေခြင်းနဲ့ဟာလေလုယာဘုရားသခင်ကိုရောအယံမဲ့ဂျေစုတင်တယ်။ကိုရောကအံ့ဩဖွယ်ဖရားဖြစ်တယ်။ကိုရောပြုမဲ့အရာတွေအတွက်ကိုရောကိုဂျေစုတင်တယ်။ကျွန်မတို့နားမလဲပေမဲ့ကိုရောကိုယုံတယ်။ကိုရောကကောင်းသောအမှုကိုပြုနေတာဖြစ်တယ်။ကိုရောကကြီးသောအမှုကိုပြုနေတာဖြစ်တယ်။ကိုရောကအံ့ပွဲသောအမှုကိုပြုနေတာဖြစ်တယ်။ကျွန်မတို့မမြင်ရပါဘူးမမြင်မကြားရပါဘူးအခုမြင်ရတာရှုပ်သွေးခြင်းနဲ့မြင်ရတာနားမလဲခြင်းနဲ့မြင်ရတာဟိုဒီဒီလက်မခံနိုင်လောက်အောင်ဖြစ်နေတယ်။ဒါပေမဲ့အဲ့ဒီအခြေအနေ စ်ကိုပြောင်းလဲပြီးတော့မှကိုရောရှင်ဖျားကောင်းတော်အမှုကိုပြုတယ်ဆိုတာကျွန်တော်တို့ယုံပါတယ်ဒါကြောင့်ကိုရောကိုယုံတဲ့အထွတ်ယုံကြည်လက်ကိုရောပြောတဲ့စကားကိုနားခံမယ်ကိုရောပြောတဲ့အတိုင်းလုပ်မယ်နာမတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့အသက်တာကိုအပ်ပါတယ်နာမတော်ကပါအဆက်ဆက်ပုံကြီးပါစေယေရှုတော်ကိုချီးမွမ်းလက်အသက်တာတို့ကိုကောင်းချီးပေးပါတယ်တကယ်ပဲဖျားရဲ့ မျက်နှာตาရခြင်းနဲ့ပြည့်သောအတ္တာများဖခင်ရဲ့ဘုံကိုထင်ရှားစေသောအတ္တာများအိုးသွားလေရစီဥယိုသောအတ္တာများဖြစ်စေသောကြောင့်ဂျေစုတင်တယ်တကယ်ပဲကိုလိုရှင်ပြယောသဟာကိုရောအကျံစီပြည့်စုံအောင်အသက်ရှင်သွားသလိုကျွန်တော်တို့ဟာကိုနားမလဲတော့လေယုံကြည်ခြင်းနဲ့ကိုရောနောက်ကိုလိုက်တဲ့အခါမှာကိုရောအကျံစီပြည့်စုံမဲ့အတ္တာများဖြစ်တယ်ဒါကြောင့်ဂျေစုတော်ကိုချီးမွမ်းလေကိုရောလက်ထဲအပ်ပါတယ်ကိုရောကျမတို့အခြားပါဘူးမှမရှာပါဘူး ကိုရောအကျံကျွန်တော်တို့အသက်တာထဲမှာပြည့်စုံမှုရှာပါတယ်ကိုရောထို့အရာပြည့်စုံသောအသက်တာများဖြစ်စေပါယေရှုတော်ကိုချီးမွမ်းလေအသက်တာများကိုကောင်းချီးပေးတဲ့အခါမှာယေရှုခရစ်တော်၏နာမ၌ကောင်းချီးပေးလေဆုတောင်းပါ၏အာမင်